မင်္ဂလာပါရှင်မောသားမီဒီယာ channel ကနေပြောပြလိုက်ကြိုဆိုလိုက်ပါတယ် NASA ကတက်တွေဟာလက်ရှိချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချုံမြို့ကိုအလုံးစုံပြန်လည်သိမ်းယူနိုင်ဖို့တိုးပမ်းရည်ရှိနေတဲ့လို့ TNL တင်းကြုံထားတဲ့ကြောင်မဲမြို့ကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေပုံမလုံးဆောင်လာခဲ့လို့သိရပါတယ်ဒေသပိုင်းနယ်မှာတော့ NASA ကတက်တွေက ကျောင်းမဲမြို့ကိုဘာကြောင့် လေကြောင်းတိုက်ခိုက်နေတယ်လဲဆိုတဲ့အချက်နဲ့ကျောင်းမဲမြို့မှာဖြစ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တရင်ဘက်တပတ်တွင် TNL အဖွဲ့ဝင်ဘလောက်အထိထိခိုက်ကြဆုံးခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့ NASA ကတက်တွေဟာနောင်ကျော်မြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့မလ16ရက်နေ့တည်းကတံပြန်တိုက်စစ်စတင်ခဲ့ရ ။လက်ရှိချိန်မှာမြို့ကိုပြန်လဲသဲယူနိုင်ဖို့အလားအလာကောင်းတွေရှိနေချိန်မှာပဲတောင်လနဲ့ကောင်အခွဲတရနန်လေးထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုလည်းဒေသောင်းတိုက်ခိုင်းမှုတွေပုံမလုံးဆောင်လာခဲ့ရာတရနန်လေးနဲ့ပူပေါင်းအခွဲတွေအထီးကိုက်အကြဆုံးများနေရလို့သိရပါတယ်။တရနန်လေးဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာတဲတောင်ညာနဲ့ကွန်စစ်စီရဲ့ဒုတိယလိုင်းစတင်ခဲ့ပြီးနောက်မှကြာမီဩဂုတ်လအတွင်းမှာကြောင်မဲမြို့ကိုတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး အဲ့ဒီမျိုးဟာ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်မှုအောက်ကြာရောက်ခဲ့တာတနည်းပြေကနေပြီလဲဖြစ်ပါတယ်။တောင်မဲမျိုးမှာရှမ်းပြည်နယ်မြို့ကြီးတွေအနက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပြီးမန္တလေးလာရှိုမြရထားလမ်းပေါ်ကအရေးကြီးရဲ့မြရထားလမ်းမြို့တစ်မြို့လဲဖြစ်ပါတယ်။တောင်မဲမျိုးဟာမောကုံမြို့နဲ့85မိုင်ကန်ဝေးကွာတယ်လို့နန်းစံမြို့နယ်လဲ85မိုင်ကန်လာရှိုမြို့နယ်လဲ63မိုင်ကန်ဝေးကွာပြီးတော့ကားလဲအဆက်အသွယ်ရှိတဲ့မြို့လဲဖြစ်ပါတယ်။ ဓာပြင်ကြောင်မဲမြွာတီဘောနောင်ချို မိုးကုတ်နန့်စိန်ရက်ဆောင်မြို့တွေနဲ့အနေမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်အထူးသဖြင့်ကြောင်မဲမြွာနာဇကတက်တွေတံပြန်တိုက်စစ်ဆင်နေရဲ့နောင်ချိုမြို့နဲ့အနေမိတ်ချင်းထိစပ်လျက်ရှိနေရဲ့မြို့ဖြစ်ပါတယ်တီယန်နယ်လေးနဲ့ဘူပေါင်းအခွဲတွေဟာနောင်ချိုမြို့တိုက်ပွဲမှာအထိနာပြီးနောက်ကြောင်မဲမြို့ကိုပြန်လည်ဆုတ်ခွာခြင်းကြောင်မဲမြို့ကလည်းစစ်ကိုအင်အားပေးဖို့ဂျင်းတွေလှုပ်ဆောင်တာကြောင့်နာဇကတက်တွေကကြောင်မဲမြို့ကို လေတောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ခွယ်ရှိရလို့ဒေသခံတအူကအခုလိုမျိုးသုံးသပ်ပြောဆိုအဲ့ဒါဘာကြောင့်လဲဆိုတော့စစ်ကူပေးနေတာအကြောင်းမဲ့ပေးနေတာလေအာစစ်ကူကွာမင်းကြောင်းမဲ့ကတင်နေတတ်တယ်ကွာကြောင်းမဲ့ဘက်ကတင်နေတတ်ပြီးတော့မှနောက်ချိုးဆင်းရဖြစ်ပြနေတာလေအဲ့မှာဘာလို့ရှိရဆိုတော့ PD ကတင်နေတောင်းနေရှိတယ်ကွာတရားနေတင်နေကြောင်းနေရှိတယ်ကြောင်းမဲ့မှာ အဲ့တော့ဒီကောင်တွေအဲ့နေရာမှာစုဖွဲ့တဲ့နေရာတွေကိုအဓိကဘုံချဲ့ရင်ဒီဘက်ကိုစိတ်ကုပေးဖို့အတွက်ဆိုခက်ခဲရှိသွားမယ်ဒါပဲအဓိကတော့ဖြတ်ခါပိတ်ချတာပေါ့ဒီကောင်တွေထောက်ဖို့ကံကြောင်ဖြတ်ချတာအခုကတို့ပြောပြမယ်ဆိုမင်းတို့ပြောရင်နောက်တစ်ခါဟိုကိုတဲ့ကနဲ့ခင်ရမှတ်တယ်များကြောင်မရရောက်နေတာလေဟုတ်ကဲ့အဲကြောင်မရရောက်နေတော့အဲကြောင်မရနေပြီးတော့မှဒီကောင်တွေဒီကနဲ့ခင်ရထောက်ဖို့ဒီကောင်တွေအဲ့အပေးတဲ့အတွက်အဲ့ကိုကောင်းကောင်းချဲနေတာအဓိကအဲ့ဒါပဲ အဓိကတော့ဘာလို့ကနေခင်ရအဲ့ဝင်နေတာလူရင်းအားဟိုနောက်ဘက်ဆိုဗျာနောက်ဘက်ဆို73စီရစာအဲ့ဝင်နေအတို့ဒီအောက်ကနေတက်ဖို့မရဘူးကေတို့အဘကပိတ်ထားတာဟိုမန်ကြီးဘက်ကဘယ်ကမှမဝင်နိုင်ဘူးကေတို့အဓိကဝင်နိုင်တာတောင်ပိုင်းရယ်မဝင်နိုင်ဘူးဆက်မီတောင်ပိုင်းဘက်ကရယ်မဝင်နိုင်ဘူးအဓိကတို့နောက်ချိုဒီကောင်တွေကဒါစစ်ငန်းကြောင်ပေးမယ်ထောက်ပို့ငန်းကြောင်ပေးမယ်ဆိုရင်အခုတို့အဓိကကြောင်မရပဲကားမှာအခုကြောင်မရတွေကပဲယထာကနေကအောင်ရမယ်ကောရတဲ့ဟို လက်ရှိချိန်မှာ NASA ကတက်တွေဟာနောင်ချုံမြို့ကိုပြန်လည်သိမ်းယူနိုင်အောင်စစ်တောင်းတုံးချောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့အတွက် TNL နဲ့ပူပေါင်းအခွဲတွေဟာနောင်ချုံမြို့ကတဖြည်းဖြည်းဆုတ်ခွာပြီးတော့ကြောင်မဲမြို့မှာခံစစ်ပင်နာတွေလည်းရှိနေတယ်လို့သိရပါတယ်။တောင်လနဲ့ကအခွဲ TNL အခွဲဟာနောင်ချုံမြို့မှာပြင်းထန်တဲ့တိုက်ပွဲမဖြစ်ခင်မေလာလောက်တဲကကြောင်မဲမြို့ပပတ်လယ်မှာခံစစ်တွေအကြီးအကျယ်ပြင်ဆင်နေခဲ့ပြီးတော့ကြောင်မဲမြို့တွင်သွားလမ်းတွေကိုလည်း တလန်မောင်းအဖြစ်ပြောင်းလဲထားတယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပေါ်ပါတယ်။ကြောင်မဲမျိုးမှာ TNL အခွဲကဖန်စီထားသူတွေကိုချောင်းနှောင်ထားတာတွေရှိနေပြီးတော့ဇေဝိတရုံသစ္စာနဲ့မိသက်ရုံတွေမှာတော့ TNL တောက်ဖက်ဝင်တွေနေရာယူထားတယ်လို့ကြောင်မဲမျိုးပေါ်မှာစုဖွဲ့နေရဲ့ TNL အင်အားအရေးအတွက်ယာနေချီပြီးရှိနေတယ်လို့ဆိုကြပါတယ်။တောင်နဲ့ကအခွဲ TNL အခွဲဟာကြောင်မဲမျိုးကိုနန်းစံနဲ့မန်တုံမျိုးတွေကနေ စစ်ကိုယ်တွေဆယ်လို့တာမျိုးတွေတည်းရှိနေတယ်လို့သိရပါတယ်။တရက်နယ်လေးအဖွဲ့ဟာဂုံတွင်းလမ်းကိုပိတ်ပြီးနာဆာကတက်တွေရဲ့ထိုးစစ်ကိုဟန်တာနှောက်ရှက်ဖို့အတွက်နောက်ချုံနဲ့ဂုံတွင်းကြားခွနဲ့မိုင်ဂုံတွင်းနဲ့ကြောင်မဲကြား25မိုင်မှာခန့်စစ်စခန်းတွေအများကြီးလုပ်ဖို့ပြင်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။တောင်မဲမြို့ဟာလက်ရှိချိန်မှာတရက်နယ်လေးနဲ့ပူပေါင်းအဖွဲ့တွေအတွက်အ धिक အရေးပါတဲ့နေရာဖြစ်နေတဲ့အတွက်နာဆာကတက်တွေဟာဇွန်လ24ရက်နေ့နောက်ပိုင်းတွေက ကြောင်မဲမြက်ကိုလေကြောင်းတိုက်ခိုက်မှုအချိန်မြင့်လုံးဆောင်လာခြင်းဖြစ်ပွဲရှိနေပါတယ်။နာဆာကတပ်တွေဟာဇွန်လ24ရက်နေ့ကနေဇွန်လ29ရက်နေ့အထိကြောင်မဲမြို့အတွင်းရှိမတူညီရဲ့နေရာအများပြားကိုလေကြောင်းတိုက်ခိုက်မှုအနည်းဆုံး10ကြိမ်လုံးဆောင်ခဲ့တယ်လို့တောင်နဲ့နဲ့ကအဖွဲကသတင်းထုတ်ပြန်ချက်တွေရသိရပါတယ်။နာဆာကရဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမဖြစ်လာခဲ့ပြီးနောက်ကြောင်မဲမြို့ကန်တွေဟာ TNL အဖွဲတွေကိုမြို့အတွင်းကအ мян ဆုံးထွက်ခွာသွားဖို့ လူမှုကွန်ရက်တွေကတဆင့်တိုက်တွန်းတောင်းဆိုရရှိနေပါတယ်။တောင်ပေသတင်းပုံရိပ်အမြင့်ရဲ့ Facebook group မှာအကောင့်တစ်ခုကတောင်ပေမြို့ကနေ TNL နဲ့ PDF တွေကိုထွက်သွားဖို့အခုလိုမျိုးတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။တောင်ပေမြို့ကနေ TNL ပလောင်တွေနဲ့ PDF တွေတယောက်မကျန်ထွက်သွားကြကွာ။မင်းတို့တွေရှိနေတွေ့ငါတို့ပြည်သူတွေပဲဆုံးရှုံးမှုပေါင်းများစွာရဲ့စိတ်ဆင်းရဲမှုပေါင်းများစွာခဏခဏအစိုးရကြုံနေရခံနေရအောင်ပါပဲလို့ရေးသားတောင်းဆိုထားပါတယ်။ နာဇကတပ်တွေကဇွန်လ24ရက်နေ့ကနေဇွန်လ29ရက်နေ့ထိတောင်မဲမြို့အတွင်းရှိ နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တောင်လနဲ့ကအဖွဲ TNL နဲ့ပူပေါင်းအဖွဲ့ဝင်အ ਨੇ ဆုံးရာနေချီပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တောင်မဲမြို့မှာဇွန်လ24ရက်ကဖြစ်ပွားခဲ့တဲ့နာဇကရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် TNL ၊ကြောက်ပေါင်းနဲ့ရွှေတောင်ဦးဆောင်အဖွဲ့မှ15ဦး TNL ၊ကြော်ဦးဦးဆောင်နဲ့အဖွဲ့မှ17ဦး တရနယ်လေကိုအေးဦးဆောင်တဲ့အဖွဲ့မှ22ဦးနဲ့စုစုပေါင်းတရနယ်လေ49ဦးအ ਨੇ ဆုံးတည်ဆုံးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါ့အပြင်ဇွန်လ28ရက်နေ့ကလည်း NASA ကဟာတောင်မဲမြို့ရှိတရနယ်လေစုဖွဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့ရာတရနယ်လေနဲ့ပူပေါင်းအဖွဲ့ဝင်တွေအထိနာခဲ့ရပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းတရနယ်လေနဲ့ပူပေါင်းအဖွဲ့ဝင်အ ਨੇ ဆုံး25ဦးတည်ဆုံးခဲ့တယ်လို့ဆိုကြပါတယ်။ NASA ကတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကြောင်မဲမျိုးရှိ TNL အဖွဲ့ဝင်တွေစိုးရိမ်မှုမြင့်တက်နေကြပြီးပြီးခဲ့တဲ့ရက်ပိုင်းကလုံဆောင်ခဲ့တဲ့နာဆာကရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပေဆုံးခဲ့သူတွေရဲ့မှာ TNL အဖွဲ့ရဲ့အကြီးပိုင်းလည်းပါဝင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။စီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာရေးသားဖော်ပြနေတဲ့ဦးတုံမင်းကောင်နှောရထားအမည်ရှိအကောင့်တစ်ခုကရမန်နေ့ဇွန်လ26ရက်နေ့ကအွန်လိုင်းမီဒီယာမှာရေးပန်းစာနေတာကတော့ကြောင်မဲတဲ့တင်မဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ဇွန်လ29ရက်မနေ့ပိုင်းကကြောင်မဲမြို့မှာရှိတဲ့ TNL အုပ်ချုပ်ရေးအဖွဲ့ကကြောင်မဲမြို့ရဲကိုကားနဲ့ပတ်ပြီးမိမိနေအိမ်မှာပဲနေဖို့အိုင်လန်နှိုးဆော်ခဲ့ပါတယ်။ဒါကြောင့်ကြောင်မဲမြို့တစ်ခုလုံးတုတ်တန်တစပြင်လို့တိတ်ဆိတ်ညီတက်နေပါတယ်။ဒီလိုအချိန်မှာပဲတက်မတော်လေးက Jet Fighter တစ်စီးရုတ်တရက်ရောက်လာပြီးကြောင်မဲမြို့တရက်ွက်အထဲမှာရှိတဲ့ပလောင်အုပ်ချုပ်ရေးရုံးကိုဖျက်အားပြင်းပုံးနဲ့ကျဲချတိုက်ခိုက်ခဲ့ပါတယ်။အချိန်ကတော့နေ့လယ် နှစ်နာရီမိနစ်30ဝန်းကျင်မှာပါဒီနောက်မှာတော့မမီတို့နေအိမ်အသေးသေးမှာခိုးအောင်နေရဲ့ကြောင်မဲပြည်သူတွေလမ်းမကြီးဘော့ကိုကားဆိုင်ကယ်ရီနဲ့ပြေးထွက်လာခဲ့ကြတွေ့ရပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ကြောင်မဲမျိုးမြင်ကွင်းကလူပင်လေကြီးအလားဖြစ်ခဲ့ရပါတယ်။အဲ့ဒီနောက်လရင်ဘုံကျသွားတဲ့ရက်ွက်တစ်ထဲကပလောင်အုပ်ချုပ်ရေးမှူးရုံးဟာအကြီးတန်းစွာနဲ့ပြက်စီးသွားရပါတယ်။တမတော်လေရဲ့တိုက်ခိုက်မှုကြောင့်ပလောင်အုပ်ချုပ်ရေးရုံးထဲမှာရှိနေတဲ့ TNL တပ်ဖွဲ့ဝင်အင်အား90ကျော်ကိစ္စချောသွားပါတယ်။ မင်းနဲ့အနှဲငယ်ကြပြီးနောက်ဒီရော့အလောင်းလေးကိုကြောင်မဲမျိုးတွေကမိသက်ကားဝင်နဲ့တဲ့ထုတ်ရှာတာအဲ့ဒီညနေ9နာရီထိတိုက်အောင်ကြခဲ့ပါတယ်နောက်တော့ထုံးစံတိုင်းပြန်လည်ငြိမ်သက်သွားတယ်ဒီနောက်ညပိုင်း7နာရီ38မိနစ်နာရီကနေ7နာရီ55မိနစ်အထိတမရော်လေးက Jet Fighter 2စီးနဲ့ကြောင်မဲမျိုးပြင်နေရာတချို့ကိုထက်မှန်တိုက်ခိုက်ခဲ့ပြန်ပါတယ်ဒီတကာတော့ငြိမ်းချမ်းရေးဂုံးနေရာကိုအဓိကထားပြီးတော့တိုက်ခိုက်သွားတာပါ ဒီဒုတိယကြိမ်တိုက်ခိုက်မှုမှာတော့စုစုပေါင်းဘုံ6လုံးကျဲချသွားပြီးဒီအထဲမှာ cluster ဘုံအမျိုးအစားဘုံတစ်လုံးပါဝင်ကြောင်းတောင်မဲမြို့ကံတွေပေးပို့တဲ့သတင်းရသိရပါတယ်။ဒီတိုက်ခိုက်မှုကြောင့်တောင်နောက်လေကွင်းတန်းနဲ့အမှတ်9ရက်ွယ်ကောက်ကွင်းအနီးကတိုက်အမှတ်3-4နဲ့၎င်းနေရာအနီးကနေအိမ်တချို့ထိခိုက်သွားလို့သိရပါတယ်။ငင်းတန်းရဲကုန်းနေရာမှာပလောင်လူမျိုးအများစုနေထိုင်ကြပြီးဘိုးကျော်ကြီးခင်ညော်လက်ထက်မှာငင်းတန်းရဲယူခဲ့ကြတဲ့ PSLF ပလောင်လန်းတဲ့ဂိုင်းမျိုးကိုနေရာချထားပေးခဲ့တာပါဒီတိုက်ခိုက်မှုကြောင့် TNL တပ်ဖွဲ့ဝင်ဘလောက်ထိခိုက်ဆုံးရှုံးသွားရတယ်ဆိုတဲ့တင်းကိုတော့မသိရှိရသေးပါဘူးဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်လက်ရှိအချိန်မှာတော့တအောင်လန်းတဲ့ကအဖွဲ့ TNL ဟာကြီးမားတဲ့ဇီးဖီးယားတွေနဲ့ရင်ဆိုင်နေရပြီးအခက်အခဲများစွာတွေ့ကြုံနေရလို့ဆိုနေပါတယ် TNL ဟာလက်ရှိအချိန်မှာအခက်အခဲများစွာရင်ဆိုင်နေရပြီးနောင်ကျော်မြတ်ကိုလက်မလွှဲရအောင်ကြိုးပမ်းနေပေမဲ့ မကြမီပြန်လဲလက်လွတ်လျှောက်ပဲရှိနေပြီးတော့ NASA ကတပ်တွေကအလုံးစုံ ပြန်သိမ်းယူနိုင်ဖို့ရှိရလို့ဆိုကြပါတယ်။ TNL အဖွဲ့ခေါင်းဆောင်တွေရဲ့လက်ရှိအခြေအနေတွေဟာစိတ်ရှုပ်ကောင်းစားရတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့သိရပါတယ်။ဇွန်လ29ရက်နေ့ကတောင်မဲမြို့မှာဖြစ်ပွားခဲ့တဲ့ NASA ကရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် TNL အဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုဖောကားတွေနဲ့တည်ထုတ်ရတဲ့အထိအခြေအနေမျိုးရှိခဲ့လို့သိရပါတယ်။ တောင်ကန်စစ်မြေပြင်တီကိုရိုင်းသွားရောက်ကူညီပေးခဲ့သူကိုခိုင်းစောကကြောင်မဲချင်းတွေကတော့ဇွန်လ29ရက်နေ့လေလေကြောင်းတိုက်ခိုင်းမှုဟာရှမ်းကြောင်စီအနီးက TNL တွေရဲ့ရုံးပေါ်ကိုတက်တက်ထိမှန်သွားခဲ့ပြီးတော့ DB တွေဖောကားတွေနဲ့နှစည်းတိုက်လိုက်ရတယ်။ TNL ရုံးတွေကကွန်ပျူတာတွေအကုန်လုံးပျက်စီးသွားတယ်လို့လည်းခိုင်ခိုင်မာမာသိရှိကြရပါတယ်။အဲဒီနောက်မှာညာဘက်လေကြောင်းတိုက်ခိုင်းမှုတစ်ကြိမ်ထပ်လုပ်ပါတယ်။ TNL တွေအိတ်ဆက်နေတဲ့တိုက်လေးလုံးကိုထိမှန်ခဲ့ပြီး TB 80ကျော်ခဲ့တယ်လို့လည်းသိရှိထားပါတယ်။လက်ရှိချိန်မှာတော့ကြောင်မဲမြို့ပေါ်မှာရှိရဲလမ်းမကြီးတွေပေါ်မှာလူသွားလူလာမရှိသလောက်ကျဲပါနေပြီး TNN တွေရဲ့အထုပ်ဘိုးတွေနဲ့ပြေးသွားနေရကိုတွေ့နေရတဲ့အပြင်လူနာတဲ့ခြင်းတွေဥပတဟိုမောင်းနေတဲ့ဟိုမောင်းနေနေရကိုလည်းတွေ့ရှိနေရတဲ့ဆိုပြီးတော့ဇွန်လ30ရက်နေ့က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့တယ်